။မြတ်စွာဘုရားတော်အဲမြတ်စွာဘုရားဟောတာလေးကိုမှတ်သားကြည့်မြတ်စွာဘုရားဟောတာရှင်းရှင်းလေးရသူ့ကိုရှင်းရှင်းလေးပြောတာအေးပရဒါရသူတော်သားမယားနဲ့ပြုံမာတာဟာမကောင်းဘူးတဲ့မြတ်စွာဘုရားစတ္တရိဌာနာနိနရောပမတ်တော် ရွှေရွှေမိုက်မိုက်နဲ့ဒီအဘိစတိပရဓာတုပသေဝီသူတော်ရဲ့မယားနဲ့ဆက်ဆံတဲ့ပုဂ္ဂိုလ်ဟာအချက်၄ချက်ကိုသွားညှိနိုင်တယ်ချက်၄ချက်နဲ့သွားညှိမယ်တဲ့ပရဒရကံကျူးလို့ရင်ချက်၄ချက်နဲ့သွားညှိမယ်နံပါတ်၁ကအပုံညလာပါ မင်းမကောင်းမှုအကုသိုလ်တွေမင်းရနေမှာကျွလွန်နိုင်ကျွလွန်နိုင်အကုသိုလ်တွေဖြစ်နေတယ်အကုသိုလ်တွေရနေကုသိုလ်ရမှာမဟုတ်ပဲနဲ့အကုသိုလ်တွေရနေလူတွေကတော့ပြောတာပါတာကိုအကုသိုလ်လို့မထင်ကောင်းမထင်ဘူးပေါ့နော်ယေဆောဗျာကအပုံညာလာပါတယ်မင်းပြစ်မှုကြီးမားတဲ့ပြစ်မှုအကုသိုလ်ကိုမင်းရတယ်နာနိကမသေးရ သူတို့ဘာရဲ့အိမ်တော်ဘက်နဲ့တော်ပြီပြစ်မှားတယ်ဆိုတာဘယ်အိတ်ကောင်းချင်းအိရမလို့ဘလောက်အခွင့်ရေးချောင်းနေရမှမမသိတာအဲ့ဒါကြောင့်မလို့နတ်နိကမတေးရစိတ်တန်းရလည်းမအိရဘူးတဲ့ဒါမြတ်စွာဘုရားလက်တွေ့ကိုဟောတာနော်ရှင်းရှင်းလေးဟောတာပါမြတ်စွာဘုရားဘင်းပရဒါရကိစ္စရီဆက်လုံးနေမယ်ဆိုရင်အာကုသူရိယနေမယ်အိတ်ကောင်းချင်းလည်းမအိရဘူး နေတံတတ္တိယံပင်ဒူရိယကရဲ့ရှုပ်ချတာတတ္တိယနိရိယစရုပ်ထံငရဲရောက်ဖို့ရမင်းစတုထပဲဒီလေးချက်တော့မင်းရင်ဆိုင်ရလိမ့်မယ်ပြရတာလုံးတဲ့ပုဂ္ဂိုလ်သည်ဒီလေးချက်ကိုရင်ဆိုင်ရမှာဖြစ်တယ်အကုသိုလ်ရခြင်းအိတ်ကောင်းခြင်းမအိရခြင်းလူတကာရဲ့ကရဲ့ရှုပ်ချမှုခံရခြင်းတည်တဲ့အခါငရဲချခြင်းဆိုတဲ့ဒီချက်လေးချက် မင်းရရှိခံစားမှာခံစားရမှာတဲ့ဓာတိဘွားမှာခံစားပြီးငရေရောက်တယ်တေချာစဉ်းစားကြည့်တဲ့ဒီလုဒီအလုဒီပြစ်မှုကျွလွန်တာဟာအပုံညာလာဘောအကုသူတွေជីជីမာမာမင်းရတယ်ဂတိစပပိကတော့ဘွားအတွက်လည်းမကောင်းဘူးတဲ့မင်းသွားရမယ်လမ်းကြောင်းက နောက်ဘဝအတွက်ဆိုရင်ဒိဋ္ဌိကတိကရေရောက်ဖို့တေချာနေတယ်ပြီးတော့ဒီဘဝမှာလည်းပဲကြည့်လိုက်ပါအောင်နဲ့ဖိတတ္တဖိတာယရတိစာထောခိကသူတော်သားမယားနဲ့ဆိုတော့အမျိုးသားမျိုးသမီးနှစ်ယောက်စလုံးဟာကြောက်ကြောက်လန့်လန့်နဲ့စိတ်တိုင်းရှိသူတို့ဟာအေးစေးစေးဒီပျော်ရွှင်မှုကိုရမှာမဟုတ်ဘူး မျိုးသမီးကလည်းအမျိုးသားလည်းသူတို့ကအရာဆိုရင် လူမိမှကြောက်တယ်နော်အမျိုးသမီးကလည်းကြောက်တယ်ကြောက်ကြောက်လန်းလန်းနဲ့ဆက်ဆံရတယ်ဒါလည်းမကောင်းတဲ့ဟာပဲကြောက်ကြောက်လန်းလန်းပဲဖီတတဖီတရရတိစထောကိကကြောက်ကြောက်လန်းလန်းနဲ့ပျော်ရွှင်မှုဆိုတဲ့ဟာဘယ်လိုလုပ်ပြီးတော့အရသာရှိကြောက်လန့်နေရတာ ਨੇ ကြောက်လန့်တကြဒီသူတို့ရဲ့ပျော်ရွှင်ပျော်ပါမှုဆိုတာဟာတပိုင်းကကြောက်နေရတယ်တပိုင်းကပျော်ရွှင်မှုကလည်းအပြည့်အဝမဟုတ်ဘူးသူတို့ဆွတ်လို့တယ်အမြတ်ဆော့ပြားထောက်ပြတယ်စကားနော်ခြေနေတစ်ခုထောက်ပြရာစာစထန်တန်ဂရုကံပနေတည်တယ်ဒီကိစ္စမျိုးကိုဘယင်းတွေကလည်းကြီးမားတဲ့ပြစ်ဒဏ်ချမှတ်တယ်ခုခေတ်မှာမဟုတ်ရှေ့ခေတ်ကလည်းပြစ်ဒဏ်ချမှတ်တယ် နိုင်ငံတော်တော်များများချီးလေးတဲ့အပြစ်ဒဏ်ပေးတယ်ဆိုမျိုးတွေကိုနော်ချီးလေးတဲ့အပြစ်ဒဏ်ပေးတယ်ရာဇာစထန်တန်ခရုကံပနေတိချီးလေးတဲ့ပြစ်ဒဏ်ကိုတိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေကချမှတ်ခံရရတဲ့အဲ့တော့ပြောဝမှုအချိန်လေးကလည်းလွန်နေတယ်ကြောက်လန့်နေရလို့ပျော်ရွှင်မှုအချိန်လေးကလည်းလွန်နေတယ်ဘုရင်ရဲ့အပြစ်ဒဏ်ကလည်းချီးလေးတယ် ဒီနှစ်ချက်ကိုပဲစဉ်းစားပြီးတော့နောက်ဘဝငရဲရောက်တဲ့ဆိုတာသာထားတတ္တမနရောပရဒါရဏတေဝေထားကြအောင်အမျိုးသားတယောက်အနည်းနဲ့သူတို့ဘာမရနဲ့ဆက်ဆံမှုမလုပ်ပါနဲ့ဒါရသဗျာဟောတယ်တရားနော်ရှင်းရှင်းလေးဟောတယ်ဗျာလက်တွေ့ကြတယ်တရားဟောတယ်တတ္တမနရောဒါကြောင့်အမျိုးသားတယောက်ဒီပရဒါရဏတေဝေ သူတို့ကအိမ်တော်ဘက်ကိုမပေါင်းဖက်ပါနဲ့တို့ဒီအပြစ်တွေရနိုင်တယ်ဒါကြောင့်မို့မပေါင်းဖက်ပါနဲ့တို့ခေမကတထေးသားနဲ့ပတ်သက်ပြီးတော့ဒီတရားကိုဟောလိုက်တဲ့ဒီတထေးသားကနောက်ဆုံးမှာတန်ဝေကရပြီးတော့မြတ်စွာဘုရားဟောတဲ့တရားပေါ်မှာသူကြည့်ပြီးလက်တွေ့ကြကြရတဲ့အခါမှာသူသင်္ကန်းဝတ်သွားပြီးရဟန္တာဖြစ်သွား အဲ့ဒီကျမသာဝတိကဟိုးလေးတကြောကိစ္စတွေလည်းရက်သွားတယ်။အဲ့လိုဆိုသာဝတိညမှာတော်တော်တစ်ခါရောက်နေတယ်။နော်။ဟိုအိမ်ဖောက်သွားပြန်ပြီဒီအိမ်ဝင်သွားပြန်ပြီနဲ့မနေ့ကသတင်းတွေကအဲ့လိုဖြစ်။အဲ့ဒီကိစ္စတွေကမြတ်စွာဘုရားဆုံးမလိုက်တာနဲ့ဒီခေမကတထေသာဟာရှားမောကရောက်ပြီးတော့ရှားနာဖြစ်သွားပြီးဒီပြစ်မှုတွေရင်ပြီးတော့လွတ်မြောက်သွားတယ်။